အခန်းကြီး6မှာမှုတ်တယ်ဘေးတိုင်အခန်းကြီးဒီပါလေ10မှာမှုတ်တယ်တဘိုးနဲ့မှားတယ်ဘေးတိုင်ရင်10မှာလဲသူကနောက်ဆုံးတဘိုးရှိတာဒီဒီဘေးတိုင်ရင်10မှာတဘိုး9လုံးရှိတယ်ဟောနောက်ဆုံးတဘိုးဆိုတော့တချို့ကဟောအဲ့ဒါဘေးတိုင်ရင်ကာလကိုပြောတာအဲ့တော့ဘေးတိုင်ရင်ကာလအဆုံးမှာငါတို့ချီဆောင်မယ်လို့ထင်တာဘေးတိုင်ရင်ကာလမှုတ်တယ်တဘိုးကတရားစီရင်တဲ့တဘိုးဒီတဘိုးကဒီတဘိုးကချီဆောင်တဲ့တဘိုးလို့ကျွန်တော်အရင်မပြောချင်ဘူးအဲ့တဘိုးကတဘိုးမှုတ်ပွဲနေ့မှာသူတို့ကတဘိုးဘယ်နှလုံးမှုတ်ဆိုအလုံးတရာမှုတ်ပါတယ် တပိုးမှုတ်ပွဲနေ့မှာဒီမှာတပိုးမှုတ်ပွဲတရက်နေ့မှာအလုံးတရာဘာလို့ဆယ်ရက်နေ့ရောက်အပြစ်ဖြေရနေ့ရောက်ပြီတပိုးမှုတ်ပွဲကဘာလို့တားလဲဆိုတော့မကြခင်ငါတို့အပြစ်တွေကိုဖြေမဲ့နေ့ရောက်မယ်အဲ့တော့ငါတို့ပြင်ဆင်ရအောင်ဆိုပြီးတော့တပိုးမှုတ်လိုက်တာအဲ့တပိုးမှုတ်ရင်အတန်ကြာဟေးဟေးငါတို့နေချင်တိုင်းနေလို့မဖြစ်တော့ဘူးနော်မကြခင်အပြစ်ဖြေရနေ့ရောက်မယ်အပြစ်ဖြေရနေ့မှာအပြစ်မလွတ်ရင်အစီရင်ခံရမှာအဲ့တို့ဘာလို့လဲဆိုတော့တို့အသက်တာကိုပြင်ဆင်ရတယ်ဆယ်ရက်လုံးလုံးတို့ပြင်ဆင်ရတယ်တပိုးမှုတ်ပွဲနေ့မှာတို့ဘာလို့လဲဆိုတော့တပိုးအလုံးတရာမှုတ်တယ် ဒီ saver place လို့ခေါ်တယ်ငွေတဘိုးအလုံးတရာမှုတ်တယ်အဲငွေတဘိုးအလုံးတရာရဲ့နောက်ဆုံးတဘိုးကြောက်သွားကြာကြာမှုတ်ရတယ်ဟုတ်ပြီနော်ကြာကြာမှုတ်အဲ့တော့ तू อ่ะဂျူးလေပေါ်လူอ่ะဂျူးဒါကြောင့် तू ဘယ်လိုလဲဆိုဂျူးရင်ကျေးမှုနဲ့ तू ပြောလာကျွန်တော်ကမြန်မာလေနားမလဲတော့တဘိုးတွေအကုန်ကောက်တွဲပလိုက်တာတွဲလို့မရတို့ရင်ကျေးမှုဒါကြောင့်ကျွန်တော်နည်းနည်းလေးလာဖို့လိုအပ်တယ်အဲ့တို့ဘာလို့လဲဆိုအဲ့မှာနောက်ဆုံးတဘိုးဆိုတာအလုံးတရာမှာနောက်ဆုံးတလုံးမှုတ်တဲ့ခါတဲ့မျက်စိတမိတ်တည်းမှာသင်တို့ဘာဖြစ်မလဲပြောင်းလဲခြင်းတို့ရောက်မလား 这薄膜钱要多卡，地垄多多少地，麦包那印度片来低约，俺们西边比表那钱都要少些，二二十多嘛，十多家。